ဆရာတုံဒရာဝင်းချောင်းရေးသားတော်မူသောစိမံသောဗုဒ္ဓသာသနာစာရေးအပိုင်းဆက်လေးကိုဆက်လက်မျှဝေပါမယ်ရှင်။အရမဝါဒီပုဂ္ဂိုလ်များအင်အားမကောင်းမီတတလောကသားတို့အားအဝိဇ္ဇာအမှောင်နယ်မှဝိဇ္ဇာဉဏ်အလင်းသို့လမ်းညွှန်တော်မူခဲ့သောဗုဒ္ဓမြတ်စွာသည် ူဤဓမ္မဒေသနာတော်များကိုအေဟိပတ်တိကောယုံသူမယုံသူ ထိုနှစ်လူတို့ကိုစစ်ဆေးရန်ဝေဖန်ရန်ဆွေးနွေးရန်စုံစမ်းရန်လက်တွေ့ဆန်းသတ်ကြည့်ရန် ဖိတ်မှန်တကားပြု၍အခွင့်ပေးတော်မူပေသည် ယနေ့မြန်မာခေတ်တွင်ထေရဝါဒဗုဒ္ဓသာသနာတော်ကိုအယောင်ဆောင်ပန်းပြ၍သာသနာပြုနေသည်ဟု စားပေါက်ထွင်ဟေကျွေးနေကြကုန်သောဝိဇ္ဇတို့များအထက်အောက်ဘိုးတော်များ၏အပြောအဆိုအပြုမူအကျဉ်းအကျံအဆွေအမြောက်များကြောင့်ဗုဒ္ဓ၏ဓမ္မဒေသနာတော်များကို အခြေခံကြကြမလေးလာခဲ့ဘူးသေးသော တွေးခေါ်မျက်မြင်ဉဏ်ရှိသောမျိုးဆက်သည့်ထေရဝါဒဗုဒ္ဓဘာသာဝင် လူငယ်များနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများနိုင်ငံသားသားများ အစရှိသူတို့သည်ဝိဇ္ဇရူခိုင်းဝင်အထောက်ပုဂ္ဂိုလ်များ၏ပြောဆိုမှုကျင့်ကြံဆွေမြောက်မှုများကိုပင်ဗုဒ္ဓဖျားရှင်၏ဓမ္မတရားတော်များဖြစ်မိဟုထင်မှတ်မှားခဲ့ရပေသည်ဝိဇ္ဇရူခိုင်းဝင်အထောက်ဘိုးတော်များ၏ဖျားမဟောသည်ကိုဖျားဟောတယောင်ပြောဆိုပြုလို့ကျင့်ကြံမှုများကိုအေဟိပတ္တိကော တရားခုံတော်ဖြင့်စစ်ဆေးဝေဖန်ဆွေးနွေးကြည့်လိုက်သောအခါလုံးဝစစ်ဆေးရန်ဆွေးနွေးစုံစမ်းမခံကြတော့ပေထိုအခါဝိဇ္ဇရူအထက်အောက်ဘိုးတော်များ၏ပယောကကြောင့်ဗုဒ္ဓ၏စစ်မှန်သောဒေသနာတော်များပေါ်တန်တရားဝင်ခဲ့ကြရပြီတော့သည်အမှန်မှာဗုဒ္ဓမြတ်စွာ၏ဓမ္မဒေသနာတော်များသည်၆ပါးသောဂုဏ်လက္ခဏာအင်္ဂါများနှင့်ပြည့်စုံသော မဖောက်ပြန်သော အမှန်တရားအစစ်ဖြစ်သောတန်တိဒုက္ခဝါအေငိမ့်သောချမ်းသာစေသူရောက်အောင်ပို့ဆောင်ပေးတတ်သောတရားတော်များဖြစ်ပါသည်ဆိုခဲ့ပြီးသောဝိဇ္ဇရူခိုင်းဝင်အထောက်ဘိုးတော်များထံမှ ရေပန်းစားလူကြိုက်အများဆုံးပုဂ္ဂိုလ်အချို့မှာဘိုးဘိုးအောင်ဘိုးမင်းခေါင်ရှင်အစ္စခေါနာရှင်မတိဘာမဲရကန်းစင်တော်အစရှိသူများပင်ရှိကြသည် ဗုဒ္ဓဖျားရှင်ဤသာသနာတော်ကိုထိုဝိဇ္ဇရူအထောက်ဘိုးတော်များက ဥဆောင်သာသနာပြုနေသည်အောင်၎င်းဝိဇ္ဇရူများမရှိတော့လင်ဗုဒ္ဓသာသနာတော်မြတ်ကြီးပင်ကွယ်ပါရတော်မူကဲ့သို့ဟောပြောရေးသားချသည်မှာအင်မတန်မှရည်စရာကောင်းသောဟာသားတပုတ်ဖြစ်နေပေတော်သည် ထိုခန္ဓာရီဝိဇ္ဇရူများနှင့်ပတ်သက်၍လလန်းမိသည်မလေးလာကြည်ရာလေဒီစရာတော်နှင့်တေချတောင်ဥတိလောကစရာတော်တို့ရေးသားသောဝိဇ္ဇာမကဒီပဏီကျမ်း၌ ဝေရဝိဇ္ဇတုမန္ဒဝိဇ္ဇတုဂန္ဓရီဝိဇ္ဇတုလောကိယဝိဇ္ဇတုအရိယဝိဇ္ဇတုစသည့်ဝိဇ္ဇတု၅မျိုးလာသည် ထိုဝိဇ္ဇတု၅မျိုးအနက်နံပါတ်5အရိယဝိဇ္ဇတို့ကိုချင်းချံ၍နံပါတ်1မှနံပါတ်4ထိဝိဇ္ဇတို့များ၏အကြောင်းကိုတစ်စိတ်တစ်ဆောင်ဖော်ပြပါမည်။ ဝိဇံဒရတီတိဝိဇာတရောဝိဇံအတက်ကိုဒရတီဆောင်တဲ့ဤဣတိတတမထိုးကြောင့်ဝိဇာတရောဝိဇာတရမိဤဝိဇာတရောဝိဇာတုဝိနယတရောဝိနီတုဆိုပြီးတကဲ့သို့ဝိဇတုခေါ်သည်အဘေအတက်ပညာဖြင့်အဘေတို့ပြုပြင်စီရင်၍ကောင်းငင်တို့သွားနိုင်ကြောင်းကိုမူကားကျန်းငယ်၌သီတာထင်ရှားအောင် မပါချီ တမန္နာစကုဒီပတိဒုတိယအုပ်ထိုဂန္ဓရီဝိဇာတို့ကိုပင်ဇောကြည်ဟုလည်းခေါ်ကြသည်ဇောကြည်ကိုဇောကီဟုစာဟောင်းတို့တွင် အတွေ့အများရပေသည် ဇောဂီဝဟာရသည် ပါဠိတက္ကရနွယ်ဟိန္ဒီစကားလုံးယောဂီမှဆင်းသက်လာပုံရကြောင်းပညာရှင်များယူဆကြပေသည်မြမဆွဲဆောင်ခြင်းဇောဂီဟုမြမများကမြမပြန်ထားသောဝဟာရများ၏မူရင်းအခေါ်မှာတပတ်တိဖြစ်သည်တပတ်တိပုဂ္ဂိုလ်နှင့်ပတ်သက်၍ဗုဒ္ဓဖျားရှင်ကပါဠိကဝတ် ဥဒုံဗရိက၃၌နိရောဓပရပိုက်အားဤလောက၌တပတိပုဂ္ဂိုလ်သည်အဝိမဝိမူ၍ကျင်းဤရံအပိုင်းခြားသည့်အစာမစားဘဲနေဤဟင်းရွက်စိမ့်ကိုတော်လဲစားနေဤမြန်နွားချေတောသေးရွက်ကိုတော်လဲစားနေဤသေသူထံမှအဝိများငှက်တောင်များတရေများကိုတော်လဲဝင်းနေဤစူးပေါ်သေးရွက်ပေါ်မြူအညစ်ကြေးပေါ်၌လဲအိမ့်နေဤ ထိုတပတိပုဂ္ဂိုလ်သည်လက်လာဘအတွက်အကျော်စောအတွက်ကျင့်၏သူတစ်ပါးအားပညာပြိုင်ရန်အမြဲစိန်ခေါ်၏ ရှင်သည်တပတိအချင်းဤညဉ်ညူးချောင်းတို့ပေသည်ဟုဟောတော်မူခဲ့ပေသည်ထို့အပြင် ကလားမျိုး60ကိုပြသောစပူတစိမ့်ကျမ်း၌ဇောဂီဟုကလားတစ်မျိုးကိုပြဆိုထားရာ ရှင်ဇောဂီဟုသော ကလားမျိုး၏အမိကိုမြမာများကယူဆထားသလားဟု၍စဉ်းစားเสียရှိ၏ခန္ဓာရီဆိုသည်မှလည်းဓမ္မပထအထကထာ၌စူလခန္ဓာရီနှင့်မဟာခန္ဓာရီဟု၍နှစ်မျိုးခွဲပြထားသည် ပြီးတကတ်ဒေါ်လာစိတ်တကိုးရှင်နဲ့အကြမ်းမြင်ရှင်ယာဟုလား ကန္နရီအတန်းနှင့်ပတ်သက်၍ဗုဒ္ဓဖျားရှင်ကတုတ်တိလက်ခံအထကထာတွင် ခန္ဓာရမိသောယတိသည်ပြုပြင်အပ်သောအတက်တဏီအဖြစ်ခန္ဓာရတိုင်းတိုင်းဖြစ်သောအတက်ဟုအဘိဓိပယ်ရရှိကြောင်းနှင့်ကန္နရီဝိဆာအတက်ကိုတက်မြောက်သောပုဂ္ဂိုလ်သည်ထိုသို့သဘောရှိသောဒေတာ၌၎င်းကာလ၌၎င်းမန္တန်ကိုရွတ်၍များသောအများအပြားဖြစ်၎င်းမိမိကိုယ်ကိုပြ၏စင်အစရှိသည်တို့ကိုလည်းပြ၏မမြင်အပ်သည်ကိုလည်း ပြ၏မီးတိုင်မီးတိုင်မီးတိုင်လုံးကိုလည်းပြု၏ရေတိုင်လုံးကိုလည်းပြု၏ကောင်းကင်၌လည်းမိမိကိုယ်ကိုပြ၏အလုံးစုံကိုမျက်လှဲနှင့် အလားတူမှတ်အပ်ဟုခေါ်တော်မူခဲ့ပေသည် ထို့ကြောင့်ဂန္ဓရီအတက်ဟူသည်သူတပါးမျက်စိကိုလှဲစားယုံမှတပါလက်တွေ့အဖြစ်ဘာမှအရေးမပါ အရာမရောက်သည့်အတက်ဖြစ်ကြောင်းသိရှိရပေသည်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့စစ်သုံးကတိုက်ပြီး တိမ့်ပိုက်လွှမ်းမိုးအုတ်ချုပ်သည်ကို ထိုထိုဝိဇ္ဇရိုများသည်ဘာမှမခုခံမကာကွယ်နိုင်ခဲ့ကြပြီထိုတို့အားဖြင့်ဂန္ဓရီဝိဇ္ဇာအတက်သည်လက်တွေ့အားဖြင့်ဘာမှအရေးမပါအယောင်မယောင်အရာမယောင်ကြောင်းမှထင်ရှားလှပေသည်တဖန်ဗုဒ္ဓဖျားရှင် ဟောကြားတော်မူခဲ့သောတရားဒေသနာဇန်ဒီပတ်ပါဠိတော်များ၌လည်းထိုဝိဇ္ဇရိုများ၏ကိုကျင့်တရားသည် အောက်တန်းကြားလာကြောင်းတွေးရှိနိုင်ပေသည် စကနိဘပပစီတဝိဟေတကဇတ်တွင်ဗာရဏတိပြိမိုက်ပြမရာမင်းမင်းပြုစဉ်ဖျားလောင်းသည်တရားမင်းဖြစ်၏ထိုအခါဝိဇ္ဇတို့တယောက်သည် မန္တရာကိုမှန်း၍သံဃောင်ရန်၌လာပြီးဗာရဏတိမင်း၏မိဖုရားကိုလွန်ကျူးပြမ၏မိဖုရားမှတ်လိုက်သော အမှတ်ဖြင့်ရှာဖွေသော ထိုဝိဇ္ဇတို့သည်ကောင်းငင်သို့ ပြန်သွားကြောင်းကိုဆို၏ နဝနိဘက်သမုခဇတ်တော်တွင်လဲဝါရတုတ်ပௌဒ္ဓမိသော ဝိဇ္ဇတို့သည်ကောင်းငင်မှလာ၍ရှေကျုံအတွင်ထားသော မိမငယ်သမုခသိင္ကြီးကိုပျော်ပါကျူးလွန်စဉ်သမုခသိင္ကြီးခင်ဘူးဒါနဝဘီလူတာနောရခရောက်လာ၍ဝိဇ္ဇတော်နှင့်တကားကျုပ်ကိုငုံ၍သွားကံကရင်မထုတ်၍ကျုပ်ကိုဖွင့်လိုက်လင် ဝိဇ္ဇတို့လူလင်သည်မန္တန်စိတ်၍တန်လှက်ကိုပိုက်ခါပြန်သွားကြောင်းလာရှိ၏ ဓမ္မပဒဇဏီလတထေဝိထု၌လဲကောင်းငင်ကဝိဇ္ဇရိုပြန်၍ပြတ်သက်ဘုံခုနှစ်ဆင့်တွင်ထားသောတထေသမီးထံလာရောက်ကြောင်းကိုဆို၏မြမအဘိဓံအချင်းချုပ်အတွဲနှစ်နှစ်လေး၌လဲဝိဇ္ဇာဇောကြီးကို မြေရှိုးမိုးပြန်အလျက် အတက်တပ်ပြောင်းတက်ခွာအတက်စေဝါမန္တရအတက်အစသည်တို့တွင်ကျွမ်းကျင်သူဟိမဝန္တာတော်တွင် ပေါက်သောနွယ်ပင်တစ်မျိုးဖြစ်သည့်သူယောင်ပင်မှသီးသော လူမိမ့်မှတဒံအသီးကိုအသက်သွင်း၍သူယောင်မယ်နှင့်ယင်းဝိဇာဇောကြီးတပတ်တီတို့ပြောပါသည်ဟုမြမကျန်းကံများ၌ဆိုကြောင်းဖော်ပြပါရှိပါသည် ရာမညာရာဇဝင်သားတွင်လဲရာမညာတိုင်း၌သူဝနာဘူမိမတိမီဝိဇာ ဝိဇ္ဇတို့လူလင်နှင့်နဂါမအသိနေ၏။နောင်အခါနဂါမဟုအတက်သည်လင် ဝိဇ္ဇတို့သည်ကောင်းငင်သို့ပြန်သွားကြောင်းကိုဆို၏။အထက်ဖော်ပြပါတာဒကာများကို ထောက်လင်ဝိဇ္ဇာဇောကြီးတပတိတို့၏ကိုကျင့်တရားကိုသီးသာလောက်ပေသည်။ ထိုစေဝိဇာအင်းဝိဇာဗရာဝိဇာတန်ဝိဇာမန္တန်ဝိဇာဝေဒဝိဇာအစာရှိသည့်ဝိဇာရှိသောဆရာအပေါင်းဤလမ်းစဉ်သည်ထေရဝါဒဗုဒ္ဓဘာသာနှင့်လုံးဝမပတ်သက်ကြောင်းဗရာသည်တန်သည်ကိုစား၍အသက်သိန်းသန်းရှိသည်အင်းအစွမ်းစေအစွမ်းမန္တန်အစွမ်းဖြင့်အသက်သိန်းသန်းကလေးရှိသည်ဟု၎င်းဝိဇာတို့၏အဆိုနှင့်လုံနီးကိုင်းနီးများကိုပြီးတကဲကျမ်းများနှင့် အဟိပတိကောစုံစမ်းစစ်သေးကြည့်သောအခါဖော်ပြထားချက် လုံးဝမရှိကြောင်းတွေးရှိရပေသည်အနိစ္စတရားလက်ကင်ထားသောဗုဒ္ဓဘာသာမပေါ်မီကမူဇောကြည်သည်မအိုမသေးအမြဲနုပြိုနေလိမ့်မည်ဟုယုံကြည်နေကြသည်ဘုရားဘာသာ ပေါ်ထွန်းလာသောအခါ၌ပင်လင်တေခြင်းကိုသာတတိလျှော့လိုက်ပြီးအိုခြင်းကိုမူကားမလျှော့တင်းထားကြသေးသည် ထိုဝိဇာစောကြီးတို့သည် အသက်သိန်းသန်းကလေးရှည်၍နောင်ပွင့်မိဖရာအရိမတရားကို စောင့်မျှော်နေကြောင်းထိုဖရာရှင် ပွင့်ထွန်းလင်ဝိဇာစောကြီးတို့အစွမ်းဖြင့်ဖန်တီးထားသောဥ္စာတိုက်ဥ္စာဆောင်များစောင့်ကြသည်ဟု၍လည်းဆိုသည်မြားမရွှေငွေများဖြင့်အရိမတရားဖရာရှင်ကျောင်းဆောက်လှူဒန်းမိဖြစ်ကြောင်းများသည်မဟာယာနာ ဝါဒຫນွယ်လျက်ရှိပေသည် မဟာယာနဝါဒတဏ္ဍနဝါဒမန္တရဝါဒအຫນွယ်ဝင် အရေးဖုံးကြီးအရှင်အစ္ဆဂောနရှင်မထီအပါဝင်တို့သည်ဝိဇာမရိဋ္ဌိပညာနှင့်သုံးကဝေအတတ်တို့ကိုလေးလာလိုက်စား၍ပကံခိကတမွန်တဲမြကောင်းစားခဲ့ကြောင်းကိုလည်းရာဇဝင်မှတ်တမ်းများက ဖော်ပြကြကုန်၏ယခုအခါဝိဇာမရိဋ္ဌိပညာကို လိုက်စားကဝိဇာဇောကြီးတို့အားဖျားစင်မော်တင်၍ဘိုးဘိုးအောင် ါပါဝင်ပန်းရေချမ်းစီမီကလူကရှခိုးဥချနေကြပေသည်ဘိုးတော်တပေါ့ဆိုသူတို့ကလည်းជីပွားရေးစီးပွားရေးနှင့်အခြားအရေးများကိုမလုံးပေဖြူဆွဲချောက်လန်း၍ ထေရဝါဒဗုဒ္ဓသာသနာတော်အဆောက်အဦ၌မိတွေကဲ့ရဲ့ပေါရောက်နေကြသောသစ်ပင်ညောင်မင်များကဲ့သို့သာသနာတော်အားဓာတ်ရိုက်ဖြစ်စေသွယ်ဝါးရေးဖြစ်စေနှောက်ယှက်ဖြစ်စည်းနေခြင်းကိုတချို့ကစီးပွားရေးပညာရေးအိမ်ဆောင်ရေးစသည့်လူမှုရေးအခြေအနေများကို အောင်မြင်ပေါင်းပေါင်းစေရန် အထက်အောက်ဘိုးတော်ဘားတော်များဤညွှန်ကြားချက်ကြောင့်အိမ်မက်ပေးမှုကြောင့်ဟုဆိုကအဋိဌံဝင်ပတိစိတ်ချင်း ဝိဖြူဝိချင်းစာတီတို့ကိုကိလေသာ လောဘထူပြောစွာပြုလုပ်၍သာသနာဖြစ်များကိုအစိပ်ပင်ရေလောင်းအာပိအာမြောင်ပြုနေကြပေသည်ထို့ကြောင့်ထေရဝါဒဗုဒ္ဓသာသနာတော်၏အမိုက်တရအတွင်းပုတ်အပြင်ပုတ်ပါပါညှင်းခေါဝိဇာယံ ဘိုးတော်ရောင်များဤမိမျိုးစုံဖြင့်လဲစားပြီးသာသနာတော်အားပူတုံးလုံးနှောက်ရက်ပြစည်းနေသည့်အခြေအနေဆိုးများနှင့်ဆက်နွယ်၍26ရက်8လ1995ခုနှစ်နေဆွဲပါကျေးမုံတရင်စာတွင်နိုင်ငံတော်တန်ခမဟာနိုင်ကအဖွဲ့နှင့်ပြည်နယ်နှင့်တိုင်းခိုင်ပေါင်းဆောင်တန်ခနိုင်ကအဖွဲ့များလုပ်ငန်းလမ်းညွှန်ချက်ရှင်းလင်းညှိနှိုင်းပွဲ၌သာသနာရေးဌာနဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်၏သာသနာရေးဆိုင်ရာရှောက်ထားချက်များတွင်အချို့ ့သောပုဂ္ဂိုလ်များသည်နတ်ရောင်ရောင်ဘိုးတော်ရောင်ရောင်ဝိဇ္ဇာရောင်ရောင်ဘေးရင်ဆရာရောင်ရောင်အယောင်ဆောင်ပြီး တကိုးပြကသာသနာတော်အားမိခိုပူခဲ့၍ကိုကျိုးရှာနေကြကြောင်းယင်းဖုံးတကိုးပြ၍သာသနာပြုခြင်းကို ပထမအကျိန်နိုင်ငံတော်ဘ ഹു တန်ကဝင်းဆောင် အစီဝေကဒုရနှစ်ပါးကိုအဓိကမထားဘဲကာမဘောဂီလောကီလူသားများကဲ့သို့ စီးပွားရေးလုပ်ငန်းတရက်အနေဖြင့်ဆေးကုခြင်း၊ဘေးရင်ဟောခြင်း၊ရရရာချေခြင်း၊ဓာခန်းဖွင့်ခြင်း၊ဓာရိုက်ဓာဆင်ခြင်း၊ယရနာဒီပန်ထွန်းခြင်းစသော ကုလဒုတကအနေတနာကိစ္စများကိုတန်ဃာတော်များအလုံးလုံးဆောင်ခြင်းမပြုကြရန်ဟု ဆုံးဖြတ်ချက်ချမှတ်၍တားမြစ်ထားပြီးကြောင်း တို့ဖြစ်ပါ၍ဘိုးတော်များဝိဇ္ဇာရောင်ရောင်ပေါ့စီအများဤဗုဒ္ဓသာသနာတော်များကိုမိတွေ့ကြရလာမှုကိုတရိတံပစင်ဉဏ်ရှင်ပြီးဖယ်ရှားနိုင်ပါမှစိတ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် အရှိတည်တဲ့ထွန်းလင်းနိုင်မည်ဖြစ်ကြောင်းဆရာတော်ဖျားများကဓမ္မဆက်ဖြင့်ရှေးဆောင်တော်မူကြ၍အခက်အခဲရှိပါက ဖျားတပည့်တော်တို့ကအာနာစက်ဖြင့်ပံပိုးကူညီဆောင်ရွက်သွားနိုင်ရန်အတွက်လိုအပ်သောဩဝါဒများချီးမြှောက်တော်မူကြပါယံရိုသေစွာလျှောက်ထားပါကြောင်းများကိုဖော်ပြရင်းဤဆိုအပ်ခဲ့ပြီးသောဆောင်းမကိုဤကုန်းချုပ်ပါသည်ဓမ္မရန်သည်1996ခုနှစ်ဒီဇင်ဘာလလမ်းဖြောက်လမ်းသာရှိနေပါလေ ကာရဏကာရဏေမနတိဇာနာတိတိမနုသော အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိတတ်သောကြောင့်လူ အတနာထံမနာတိဇာနာတိတိမနုသော အကျိုးရှိသည်မရှိသည်ကိုသိရသောကြောင့်လူမနောဥဒနံဣတိတန္တိမနုသော ပြန်ပြောထမြတ်သောစိတ်ရှိသောကြောင့်လူဟုခေါ်ပါ၏စုပုရိကျွန်းသားကျွန်ုပ်တို့လူသားများသည်ရဲရင်သည့်နေရာတတိရှိသည့်နေရာမြင်မြတ်သည့်အကျင့်ကိုကျင့်သုံးသည့်နေရာ၌နတ်ဒေဝတာများထက်တာလွန်ကြောင်းတတဝါတကတိဌာနတုနဝက ်အင်ဂုတ်ထို၌ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူပါသည် ထိုကြောင့်အကြောင်းအကျိုးကိုသိတတ်သော ပြန်ပြောထမြက်သည့်စိတ်ရှိသော လူဘဝ၌ကြုံတောင်းကြုံခဲ့သောဒုံလဘတရား၅ပါးနှင့်ကြုံကြိုက်စဉ်တေဝေမေမူပြီးလမ်းလွဲမလိုက်မိရန်အလွန်အရေးကြီးပါ၏။ဤ၌လမ်းလွဲလိုက်ခြင်းဟူရာတွင် လူနှင့် လူဘဝ၏ဖြစ်ကြောင်းကုန်စဉ်ကိစ္စအဝါဝါတို့အားလောကကိုအစိုးရသော ပိုင်သသောအနန္တတကူရှင်ဖန်ဆင်းရှင်တဦးဦးကကြိုးကင်ချဲလဲဖန်တီးသည်ဟုယူဆသော ဣတရနေမနဝါရပတ်သို့လမ်းလွဲမလိုက်မီရန် ဖြစ်ပါသည်ဂလူသည်မူလကပြာထန်းပြီးသော အကြောင်းကံ အတိတ်ကံအတိုင်းချမ်းသာမှုဆင်းရဲမှုတို့နှင့်လူတို့၏အာလုံးသောကွာခြားမှုတို့သည် ရှေးဘဝကပြုခဲ့သည့်အတိတ်ကံကြောင့်သာဖြစ်သည်ဟုသောပုပ်ပေကရ ေတုဒိဋ္ဌိလံဘတ်တို့လွဲချော်မလျှောက်လမ်းပြီးစေရန်ဖြစ်ပါသည်အကြောင်းအကျိုးတရားတို့ကိုလုံးဝပယ်သောအဟေတုကအပိစယဝါဒဘတ်တို့လည်းလွဲမှားပြီးမလိုက်မိရန် အလွန်အရေးကြီးပါသည်ယဟန်တို့ပုပ်ပေပုပ်ပေကပုပ်ပေကတာဟေတုရှေးကပြုခဲ့သောအတိတ်ကံအကြောင်းတို့ကိုသာဆွဲလန်းယုံကြည်ကြသူတို့အား ဣတရနေမနာဟေတုလောကကိုအစိုးရသူဖန်ဆင်းခြင်းကိုသာလျှင်စွဲလန်းယုံကြည်သူတို့အားအဟေတုအပိစယဟေတုအကြောင်းမရှိ အထောက်ပံ့မရှိခြင်းကိုသာလျှင်စွဲလန်းယုံကြည်သူတို့အားဤအမှုကိုပြုလုပ်ရန်တော်၎င်းမပြုလုပ်ရန်တော်၎င်းအလိုဆန္ဒသည်၎င်းအာထုံမှုဝရိယသည်၎င်းမဖြစ်တော့ချေ သိထာယယနာတုံအင်ဂုတ်ထုထေရဝါဒဗုဒ္ဓဘာသာ၏လမ်းညွန်မှု၌လွဲမှသောလမ်းကြောင်း62လမ်းကိုဖော်ပြထားသည်ထိုလွဲမှသောလမ်း62လမ်းကိုအ धिक လမ်းမကြီး2လမ်းမှသွားလာကြပါ၏နံပါတ်1တတရာဒိဋ္ဌိလမ်းနံပါတ်2ဥစေတာဒိဋ္ဌိလမ်းတို့ဖြစ်ကြပါသည် ထိုထိုလွဲမှားသောလမ်းများသည်အင်းငိမ့်ချင်းတန်တီးဒုက္ခသို့မရောက်နိုင်ထိုလမ်းတို့၏အလယ်၌မစ္စည်းမပရိပဒါလမ်းဝါမကင်လမ်းသည်သာလမ်းမှန်ဖြစ်၍အင်းငိမ့်ချင်းတန်တီးဒုက္ခသို့ရရရောက်ရာဖြစ်ပါ၏လူသည်ပြင်းစွာဆွဲလန်းတတ်သောဥပဒံ၄မျိုးဆွဲကပ်ပြီးဆိုလျှင်တန်တရားဘေးဒုက္ခနှင့် မလွဲမသွေတွေးကြုံရပြီတော်မူကာမဂုဏ်ကိုဆွဲလန်းတတ်သော လောဘတရားကာမှုပါဒံ မှားသောမြင်ခြင်းဖြင့်ဆွဲလန်းတတ်သောဒိဋ္ဌိတရားဒိဋ္ထုပါဒံခွေနွားမြင်စသည်တို့၏အလေးအကျင့်ဖြင့်တန်တရားမှစင်ကြယ်ဤဟုဆွဲလန်းတတ်သောဒိဋ္ထိတရားသီလဘတ္ထုပါဒံမိမိ၏အယူဝါဒသာမှန်ဤဟု အယူမှားကိုဆွဲလန်းတတ်သောဒိဋ္ထိတရားအတဝါဒုပါဒံဟုသောဥပဒံတို့သည် ထိုထိုဘဝထိုထိုဘေးထိုထိုထံသို့သွား၍ဝင်ခွင့်ဗီဇာလက်မှတ်များပင်ဖြစ်ပါသည် တဏမာနဒိဋ္ဌိဆိုသည့်ပပင်းစတရား၃ပါးသည်တန်တရားကိုချဲ့ထင်စေသည့်တရားများဖြစ်ပါသည်မြန်မာနိုင်ငံမှာထေရဝါဒီအချို့သည်ယခုအခါလွဲမသော မိစ္ဆာဒိဋ္ဌိလမ်းလွဲများဘက်သို့အတော်များများခြေဦးလှဲနေကြပေသည်ပုပ်ပေက ပုပ်ပေကရာဟေတုဒိဋ္ဌိလမ်းမသို့ရှောင်းလန်းနေသူဗုဒ္ဓဝါဒီအချို့ကိုတွေးမြင်ရပေသည်ထိုသူတို့သည်ယခုပစ္စုပန်ဘဝ၏ချမ်းသာစင်းရဲ့အဆူဆူတို့သည်ရှေးအတိတ်ဘဝကမိမိတို့ပြုခဲ့ဘူးသည့်ကုသိုလ်အကုသိုလ်ကံများကြောင့်ဟုသာတတိချာပုံဩ၍လက်ခံယူဆထားကြပါတော့သည်ပုပ်ပေကရာဟေတုဝါဒသည်နိဂန္တိဒိဋ္ဌိတို့၏အယူဝါဒဖြစ်ပါသည် တိဝကထိုသို့ဖြစ်ရာဤတတဝါပုဂ္ဂိုလ်သည်တစုံတစ်ခုသောဒုက္ခကို ဖြစ်စေဒုက္ခကို ဖြစ်စေဥပိ္ပခာကိုဖြစ်စေခံစား၏ထိုအလုံးသည် ရှေးကံကြောင့်ဖြစ်၏ဟုဤလို့ဤတို့ဆိုလေရှိကုန်သောတမနာဗျမနာတို့သည် ကိုယ်တိုင်တည့်ရသည်ကိုလည်းကြော်လွန်ကုန်၏လောက၌အမှန်ဟု သမုတ်အပ်သည်ကိုလည်းကြော်လွန်ကုန်၏ထိုသို့ဖြစ်သောကြောင့်ထိုတမနာဗျမနာတို့၏စကားကို အမှားဟုငါဆို၏တိ ဝကသုံးဝေဒနာတန်ယုတ်တတတဒိဋ္ဌိလမ်းမာဘတ်တို့လျှောက်လန်းနေသူတို့ကလည်းယခုဘဝပြပြသည်။ဒါနသီလဘာဝနာ ကုသိုလ်အဖို့တို့သည်နောင်တမလွန်ဘဝ၌လူချမ်းသာနတ်ချမ်းသာမြမာချမ်းသာဖြစ်ရေးဆိုသည့်တမလွန်ဘုံဘဝတို့ကိုမျှော်ကိုး၍ကုသိုလ်အမှုတို့ကိုပြုကြပါတော့၏ ပုံနကအကျဉ်သူတို့သည်လူနှင့်ဗျမအဖြစ်ကိုတောင်းတကုန်၏လူပွဲဝိထုအလူခံပုဂ္ဂိုလ်အလူဤအကျိုးအာနိသင်ကိုချီးမွမ်းကုန်၏ မြတ်စွာတန်တာကုံဤပူဇော်ပါတာကြကုံဤလူနဲ့မြမအဖြစ်ရာမှုကိုဆွဲ၍ကာမတို့ကို တန်တာကုံဤထိုသူတို့သည် ပူဇော်မှုကိုအာထုတ်ကြကုံတော်လဲဘဝကိုတက်ဆွမှုတဏှာဖြင့်တမ်းမတ်ကြကုံတော်ကြောင့်ပရိသရေနေမှုအုံမှုစသောဝိစင်းရဲကို မလွန်မြောက်နိုင်ဟုငါဆိုဤပါယယနာဝေပုံနကမာနာဝပု္ပ္ပစာသုတ်တံနိပတ် ဣဒရနိမ္မာနာဟေတုလမ်းမသို့သွားနေကြသူများသည်လည်းတကိုးရှင်များကဲတင်ရှင်များရှိလိမ့်နိုးနိုးဖြင့်ခရယဝိတွားဒူးထောင်းနေကြလေပြီတဏီအားဖြင့်ဆိုသောအောင်စေပိုင်းစေ နိုင်စေပြီးစေ ြည့်စေပြောက်စေဆိုသည့်စေတလုံးပိုင်ရှင်များရှိလိမ့်နုနုဘေးရင်ရရာကကဲနိုင်လိမ့်နုနုအဆောင်အယောင်မန်နိုင်အင်းအိုင်ခါလက်လက်ဖွဲ့များကကူညီဆောင်မနိုင်လိမ့်နုနုဖုန်ကြီးရဟန်းများကကဲတင်နိုင်လိမ့်နုနုဘိုးတော်ဘွားတော်နတ်ကတော်များကမားစားနိုင်လိမ့်နုနုခိုင်းလုပ်ငန်းဆိုင်ရာများကဆောင်မကြည့်ရှိနိုင်လိမ့်နုနုဖြစ်အကျိုးမဲ့လမ်းမများသို့မြက်ကန်းတဆေမကြောက်ရှောက်လန်းနေကြပေပြီ ဣဒရနိမ့်မနဝါရသည်ဗြမဏတို့၏ဝါရဖြစ်ပါ၏အထက်ပါဖြစ်လာလိန်တို့ရလာနိန်တို့တတ်မှတ်မှုအမျိုးမျိုးဖြင့်ဇုတိယလျှောက်လန်းနေကြသူများ၏လူဘဝလူတံမိုးသည်အလွန်အောက်တန်းနောက်တန်းကြားလှပြီတော်၏ရှင်သေးစီသည်တင်ကြီးရှိခွဲမှသာတည်သိမှလည်းဆွေးမြေ့သောဝါနီချင်းစုပ်ထဲကဲ့သို့တွင်ပြစ်ခံရသည့်ပမာတန်တရားလည်းမိအရိုင်းပုံလည်းသို့ဇုအတွင် ခုံစင်းနေကြသည်မှအစမတန်နင်းနာလွန်းလှပြီတော် သည်စပုရိတ်ကျွန်းသားများသည်နတ်ဒေဝတာများထက်သာလွန်ကြောင်းရှေးတွင် ဖော်ပြပြီးသောဖျားဟောတရားဒေသနာတော်များ ဥပိ္ပခပြုရာ ရောင်းနေပေတော့သည် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကြီးနှင့်ကြုံတော့ကြုံခဲကြုံတွေ့နေရပါလျက်လွယ်မသောသာသနာပဝါဒလမ်းများဘက်သို့လွယ်မစွာရှောက်လန်းနေကြသည်မှာတဏှာကရုဏာတပ်ဖွဲ့ကောင်းလီစွာတဘာဝလောကအမြင်ဖြည့်ကြည့်လျင် လူသားသည်အတုံးခံအပြာဒန်းခံတသက်မဖြစ်သင့်ချေအတ္တဟိအတ္တနောနာထောဟုသောဒေသနာအရလူသည်မိမိ၏အကျိုးစီးပွားအတွက်မိမိသည်သာပဓာနာဖြစ်ပါ၏မိမိသည် ာမိမိ၏ကိုးကွယ်ရာ ဖြစ်ပါ၏ထို့ကြောင့်လူသားသည်မိသည့်အနန္မိသည့်အနန္တတကိုးရှင်ကယ်တင်ရှင် စေတလုံးပိုင်းရှင်ဘိုးတော်မေတော်တို့နှင့်တကားရှေးတိတ်ကံတို့၏လက်ဝေကံ အသုံးခံဖြစ်မှယုံထွက်လွတ်မြောက်ရန်တတိရှေးရှု၍စူးစားသင်ပါ၏ဘုရားဝါဒီတဦးပြ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 ဖြစ်ရေးအတွက်အကြောင်းအကျိုးဤယာမတရားတို့ကို သိမြင်မှုသည် အလွန်အရေးကြီးပါ၏မိမိအစွမ်းအရေးအသွေးဝရိယတို့ကိုဗဒနာထားလက်ခံအတည်ပြုခြင်း ပြစ်ဆုံးပံကာလ၌မိမိသူတစ်ပါးအကျိုးစီးပွားဖြစ်ထွန်းရေးကိုရှေးရှုပြုမှုခြင်းဖြင့်အထက်၌ဆိုခဲ့သောလွဲမှားသည့်လမ်းမဘက်သို့သွေးဖီမလန်းမိရန်ဉာဏ်ပညာဖြင့်သတိပြုဆင်ခြင်ကြရာ၏သတိပြုဆင်ခြင်နိုင်ကြပါစေတည်းဓမ္မရန်သည်2000တခုနှင့်ဩဂုတ်လအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်အပိုင်းဆက်မှာဆက်လက်၍ပြန်ဆောင်ကြမယ်ရှင်။ကျမမေဦးမိုးပါ။